ငါးပါးသီလမလုံနဲ့ဘာဖြစ်ပါမည်လဲပါဏာတိပါဒမလုံလို့ရှင်ပါဏာတိပါဒဆိုရဲအကုသိုလ်ကိုအကြောင်းပြုပြီးတော့ငရဲချနိုင်တယ်ငရဲကလွတ်လာလို့ရှင်အသက်တို့မယ်ယောဂများမယ်အဋ္ဌိနာဒနာမလုံရင်လည်းပဲအဋ္ဌိနာဒနာပြည့်မှုကြောင့်အပင်ငရဲဖြစ်နိုင်တယ်အပင်ငရဲကနေလွတ်လာပြန်လို့ရှင်လေလူ့ဘဝမှာပစ္စည်းတွေခဏခဏ ရေမီမင်းခိုးသူမချစ်မနစ်တော့တာဆိုသမီးဆိုကြောင့်ပစ္စည်းတွေခဏခဏပျက်စီးနိုင်တယ်။ကာမေတုမိစ္ဆာစာရမလုံသေးအတွက်ကြောင့်အပင်ငယ်ရဲကြရောက်ပြီးဆင်းရဲဒုက္ခတွေနဲ့လူဖြစ်လာတဲ့အခါမှာလည်းလူတကာရဲ့ယုံမုန်းခြင်းကိုခံရတယ်။အเจ้าမဲ့လူတကာဖက်မလုပ်ဘူးယုံမုန်းတယ်ဆိုတဲ့အပြစ်ကိုသူခံရမှာဖြစ်တယ်။မြင်နာနေတဲ့အမြင်ကတ်တဲ့လူတွေဖြစ်လာတတ်မြင်ကတ်ဆရာဖြစ်လာလိန်လီလင်းစားပြောကြတဲ့ပုဂ္ဂိုလ်တယောက်ကောင်းမှုအကုသိုလ်တွေကြောင့် အပင်ငယ်ရောက်သွားနိုင်တယ်အပင်ငယ်ရလွတ်လွတ်လူလာဖြစ်လို့ရှိရင်လည်းမကြခဏဆွဆွဲခံကိုမလုံဖဲနဲ့လှုပ်တယ်နော်အပြစ်ဆွဆွဆွဲခံမတရားဆွဆွဲခံရမှုခဏခဏကြုံရတတ်တယ်ဒါအပေါ့ဆုံးအပြစ်ပဲလို့ဆိုလိုတယ်သူရမေတွေကမလုံဘူးဆိုလို့ရှိရင်ပင်ငယ်ကြပြီလူဖြစ်လာလို့ရှိရင်အယူအနှံဖြစ်တတ်တယ်နော် one way you တို့ဘာတို့နောက်အတိညာနေကြတဲ့ပုံကူမျိုးတွေတို့ အဲ့ဒါမျိုးတွေဖြစ်လာနိုင်တယ်။ဒါ၅ပါးသီလမလုံရင်ဒီလိုတွေဖြစ်နိုင်တယ်လို့မှတ်သားကြဖြစ်တယ်